2025ခုနှစ်အောက်တိုဘာလ23ရက်တနင်္လာနေ့မနက်စောစောနှုတ်ကရညီဖျားသခင်သာတက်အောင်လာတဲ့ကျွန်တော်တို့များခန်းစားပြီးတိတာကလာတော်လာခြင်းလည်းမဲ့ခွင့်ရွတ်အတွက်ပြင်ဆင်ပေးတဲ့ဖျော်ရှင်နာမပုံကြီးပါစီတော့ကာလချုံရှိဥစွာရေးထွန်းမှုဆိုရင်နှစ်ဆန်ဒီဘဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတယောက်ချင်းစီတက်ရှင်ခဲ့တဲ့ရပောင်းက286ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကောလကရ986ဘလို့တုံးပြုခဲ့လဲပြန်ပြောင်းဆန်းစစ်ပြီးတော့စဉ်းစားဆင်ခြင်လုံးသွင်းကြအောင် ကျန်ရှိသေးတော့မနက်ဖြန်နဲ့စပြီးတော့နှစ်ကုန်ဒီ89ရက်ပဲကျန်ပါတော့တယ်ကျန်ရှိသေး89ရက်ကိုလည်းကာလာချွန်အကောင်းဆုံးရွေးနုတ်ပြီးတွာလာခြင်းလို့ဘုလို့ငါရှေးဥစွာတိုက်တွန်းနှုတ်ဆော်ပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ဟေရှာနာဂတိချန်ခန်းကြီး30အပိုက်ငယ်23ဖြစ်ပါတယ်တင်သည်လယ်၌ကျဲသော မျိုးစေ့ဖို့မိုးကို ရွာစီတော်မူလိမ့်မည်မြေအသီးနှံမှဖြစ်သော မုတ်ကို အလွန်ကျွယ်ဝစွာ ိတ်သနာတော်မူလိမ့်မည်ထိုအခါသင်ဤတိုးနွားတို့သည်ကျေသောအရာ၌ကျက်စားရကြလိမ့်မည်ဖာကြောင့်လို့ကတော့တက်ရှင်စကားတော်ဖြစ်တိုင်းရောက်တိုင်းမှာဘုရားသခင်သည်အတိတ်တပံပြန်လိုက်ကောင်းချီးပေးပါစေတော့အာမင်သောရဖျားကျွန်တော်ရဲ့ကြွယ်ဝခြင်းသောရဖျားကျွန်တော်ရဲ့ချမ်းသာ ဖြစ်ပါれခုနဟေရှားမှာဘာပြောလဲလေပါကျဲတဲ့မျိုးစီအတွက်မိုးရွာစီမယ် အစ်တလာလူမျိုးတွေကတော့မိုးရွာခြင်းဟာအင်မတမအရေးကြီးပါတယ်။အတိတ်ကာလကတော့အဲဂရုပြည်မှာတော့ဟောလာတဲကနာဒေသဖြစ်တဲ့ကြောင်သူက irrigation လို့ခေါ်တဲ့ရေသွေမြောင်းနေပေါ့လေဆယ်မြောင်းနေနဲ့ရေရတာပေါ့လေဒါပေမဲ့ဒီခန္ဓာပြည်ကတော့တောင်ကုန်းနေဂျိုင်ဝမ်နေပြည်စုံနေတာဖြစ်တဲ့ကြောင်ခုနအဲဂရုပြည်မှာလို့ဆယ်မြောင်းလေးစနစ်နဲ့ irrigation နဲ့သူတို့လုပ်လို့မရတော့ဆက်ပြောတဲ့ခါမှာ မိုးရောက်ဖို့တည်းဘုရားကပဲမျှော်ကြည့်ဖို့ဒါလည်းတအားကောင်းနေရပဲဘုရားခင်နဲ့ပြည်လင်ဘုရားကကောင်းကြည့်ပြီမယ်ဒါတပေါင်းကာလအတွက်ပြောတာနော်ဘုရားခင်နဲ့အစင်မပြေဘူးမပြေလည်ဘူးဆိုရင်ကောင်းကြည့်မင်္ဂလာပိတ်သွားမယ်စဖြင့်ဒါကျွန်တော်အတင်းတော်ခေတ်ကာလအတွက်ကျွန်တော်ပြောတာမဟုတ်ဘူးနော်တပေါင်းကာလအတွက်ပြောတာအဲတပေါင်းကာလမှာအဲ့လိုဘုရားခင်ကမျိုးစီချင်းအဲ့မျိုးစီအတွက်မိုးရီပြီးမယ်မိုးကိုကြွားစီမယ်အဲ့ဒါတင်မကောက်ဘူးမြေအသီးနှံမှာဖြစ်တဲ့မုတ်ကိုလည်းစားမယ်ရပါဘော့ အလွန်ကြွယ်ဝစွာပေးသနာမယ်ထိုရှင်နာမပုံကြည်ပါသည်အဲ့ဒါပဲလားမဟုတ်ပါဘူးငွေမြူထားတဲ့တိုးရီနွားရီကကျေဝန်းသောအရက်မှာဘာလို့မလဲကျက်စားရလိမ့်မယ်တော့အစ္စရေလမြူရီကတော့ farmer နော်လေသမားလို့ပါတယ်ပဲ ਨੇ ကျွန်တော်နိုင်ငံကတော့လေသမားဆိုလို့ရှိရင်သူကစကားပဲစိုက်တာအောင်ဒါပေမဲ့အင်္ဂလိပ်လူမျိုးတွေမှာတော့ western တွေမှာတော့အနောက်နိုင်ငံသားမှာတော့ farmer လို့ပြောရင် ကောက်ပွဲတင်တာစိုက်တာလည်းပါတယ်နောက်ပြီးတော့သရစ္ဆာမွေးမြူတယ်ပါအစ္စရေးလူမျိုးအမျိုးလို့လှုပ်ဆောင်ကြတဲ့သူတွေပါမတူစီးပွားရေးလုပ်ငန်းတွေပေါ်ဘုရားသခင်အလိုမျိုးနဲ့ကောင်းချီးမင်္ဂလာတောင်းလောင်းမယ်လို့ပေါ်ပြပါတယ်။ဘာဖြစ်ဒီကျွန်တော်မြို့မြို့ရတွေမှာနေတဲ့သူတွေဘယ်လိုလုပ်ကြမလဲ။ကျွန်တော်စိုက်ပြူးလည်းမလုပ်ဘူး။ဟုတ်လား။ကျွန်တော်စိုက်ပြူးတာဆိုတော့အိမ်မှာဟုတ်လား။စိတ်ကြည်ဒူးစရာအပင်လေးတိတိလေးစိုက်တာ။ပန်းပင်လေးတိတိလေးစိုက်တာလောက်ပဲရှိတော့။စီးပွားဖြစ်ဆိုင်တော့မဟုတ်ဘူး။ ဟောစိတ်ကြည်နူးဖို့အတွက်စိုက်တာဟောပင်လေးရေလောင်းအညွန်လေးထွက်လာရင်စိတ်ထဲမှာဟောရှင်လန်းအားရအဲ့ဒါအတွက်ပဲစိုက်ကြတော့ဒါဆိုကျွန်တော်တို့အတွက်ဘယ်လိုဖြစ်မလဲဒီမှာပြောပါတယ်ကျွန်တော်ပြောပြခြင်းလေကျွန်တော်တို့ဆောင်တဲ့လုပ်ငန်းဆောင်တာတွေမှာကုမ္ပဏီမှာလုပ်တာလားဟုတ်လားနိုင်ငံတော်ရဲ့ဝန်ထမ်းတွေလားဟောဘယ်လိုလုပ်ငန်းမှာမဆိုးပေါ့နော်ကျောင်းဆရာလားကျောင်းဆရာမလားဆရာဝန်လားသူနာပြုတ်တွေလားအင်ဂျင်နီယာတွေလားဘယ်လိုမှမဆိုလုပ်နေတဲ့လုပ်ငန်းတွေပေါ်မှာ ဒီကျမ်းစာဝယ်ရက်တည်ပြီးတော့ပြောချင်တာဖျားခင်ကကျွဲဝါစွာကောင်းချီးပေးလို့ရတယ်ထုတ်ရှင်နာမအပုံကြီးပါစေကျော်ဒီနေ့ကျော်ချင်းရင်းမြစ်တည်လို့ဆိုခရစ်တော်မှာပဲကျွန်တော်တက်တာရက်တည်ဖို့လိုတယ်ဆိုတာဖော်ပြချင်တာဖြစ်ပါတယ်ကျွန်တော်ခဏပြောပါတယ်ကျော်ချင်းကိုရင်းမရှာပါနဲ့ကျော်ချင်းရှင်ပြတဲ့ခရစ်တော်နဲ့တည်ချောင်းဖို့ပဲဖြစ်တယ်ဟာလေလုယာအောင်မြင်ခြင်းကိုရင်းမရှာနဲ့ အောင်မြင်ဖြစ်တော်မူသောခရစ်တော်ကိုသိချမ်းဖို့ပဲဖြစ်ပါတယ်။ခရစ်တော်ကကျွန်တော်အောင်မြင်ခြင်းခရစ်တော်ကျွန်တော်ချမ်းသာခရစ်တော်ကျွန်တော်ချွေပါခြင်းခရစ်တော်ကျွန်တော်အလုံးစုံဖြစ်တော်။ဟာလေလုယာ။နောက်ကြောင့်ဒီကနေပြီးမှကျွန်တော်ရဲ့ဘဝသက်တာတဲ့လောချက်မှသမျှအရှင်မှာပဲရှိတယ်။ခရစ်တော်မှာပဲရှိဆိုသိချမ်းပြီးတော့အရှင်နိုင်အရှင်နိုင်တာလဲယက်တီလဲဒီချီလဲသွားလာကျင်လဲရအောင်လို့နောက်ကတော့ယက်တီပြီးတော့ကျွန်တော်ဝင်ခါလို့ပါတယ်။တတိချက်ဆရာကောင်းတာဖျားခင်ပြီးကျွန်တော်လုပ်ငန်းဆောင်တဲ့ပုံမှာကြီးမားတဲ့ကောင်းချီးမင်္ဂလာအောင် တော်လောင်ပေးခြင်းနဲ့ဘုရားဖြစ်တယ်ဆိုတော့ပဲသိဖို့ပဲဖြစ်ပါတယ်။ကျောင်းရနုကတော်နဲ့ဝင်ကားချပြင်းကြောက်တော့ဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဘုရားဣတိလာလူမျိုးတွေဆက်ပြိုးတဲ့မျိုးစည်းအတွဲမိုးရွာစီမယ်။မြေတိနံဖြစ်တဲ့အမုတ်ကိုလည်းအလွန်ကြွယ်ဝစွာပေးသနာလိမ့်မယ်။မွေးဖွားသွားတဲ့တူးနွားတွေကကျေသောအရက်ထဲမှာချက်စားရမယ်ပြောပါတယ်။ဣတိသာရတက်တာတော့တော့လှုပ်ဆောင်တဲ့စီးပွားရေးလုပ်ငန်းတွေဝန်ထမ်းတွေကုမ္ပဏီမှာလှုပ်ဆောင်တဲ့သူတွေ မြည်လုံငါမတော်လုံနေတဲ့သူတွေဖြစ်နေစေကမို့ကိုရောပေးတဲ့ကောင်းချီးမင်္ဂလာကိုရောပဲညှော့ကြည့်ဖို့ဖြစ်တယ်ခရစ်တော်ကကျွန်တော်ရဲ့ကြောဝါချင်းခရစ်တော်ကသားတို့ရဲ့စီးတင်ချမ်းသာဖြစ်သောတိမှန်ခြင်းနဲ့ခရစ်တော်ပေါ်မှာပဲယက်တည်တော့ကျင်လည်တော်လာစရာအကြောင်းဖြစ်စေဖို့နောက်ကတရားစားပြင်အလင်ပေးခြင်းပဲ့ပြင်ခြင်းသွန်သင်ခြင်းမှာပြုပြော့ကောင်းချီးပေးပါမိကြောင်းတပါးပြီးတော့သားတော်အရှင်ရှုဖျားနာဝရပြေကုန်ပြီးပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နံကြပါရဖဖျားသခင်အာမင် ခရစ်တော်ကျွန်တော်ရဲ့စီစဉ်ခရစ်တော်ကျွန်တော်ရဲ့ကြွားခြင်းဖြစ်တယ်ဟာလေလုယာဖပ်ပလစ်မှာ share လုပ်ပြီးတော့အမှုရပင်မှာပါဝင်ပြပါအောင်လို့အမြဲတမ်းတောင်းဆိုတိုင်းတောင်းဆိုလိုပါတယ်ကြောက်တဲ့ဘောမှာဘုရားသခင်သည်ကြီးမားတဲ့ကောင်းခြင်းမင်္ဂလာများနဲ့တော်လောင်းပြီးလမ်းပြတော်မူပါစေသောအာမင်